ကျမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ရမှာဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့စားတော်မြို့ကနေထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၁၀ကောင်တေဆုံပြီးလက်နက်၂လက်နဲ့ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းစားတော်မျိုးကနေထွက်ခွာလာတဲ့အကြံဖတ်စစ်တဲ့စစ်ကြောင်းကိုကြဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား၁၀ကောင်တေဆုံးခဲ့ပြီးလက်နက်နှစ်လက်နဲ့ခဲယမ်းများတင်းစစ်ရရှိခဲ့ကြောင်းဗိုလ်ချောင်းရင်ပြည်သူကာကွယ်အဖွဲ့မှတာဝန်ရှိသူကဆိုပါတယ် အော်တိုဘာလာ20ရက်နေ့မနက်7:00နာရီခန့်မှာစားတောင်မြို့ကနေထွက်ခွာလာတဲ့အင်အားတရာခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာအရောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှ10ကောင်တိတ်ဆုံးခဲ့ပြီး MA အမျိုးအစားတနက်နှစ်လက် RPG ထိပ်ဖူးနဲ့40မမဘုံများတိမ့်ဆဲရရှိခဲ့ကြောင်းသိရှိရပါတယ်။စားတောင်မြို့ကနေထွက်ခွာလာတဲ့အင်အားတရာဝန်းကျင်ပါ စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာစောင့်ကြိုကြားဖြတ်တက်ခိုက်ခဲ့တာပါစစ်ခွေး၁၀កងတိတ်ပြီးတော့လက်နက်တွေလည်းတင်းစေရရှိပါတယ်လို့ဗိုလ်ကြားရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗိုလ်ကြားရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြေပြင်လှုပ်ရှားအဖွဲ့ဝက်လက်နယ်စကိုင်းနယ်မှနေခမ်မဟာမိတ်ညီနောင်များနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးအထူးကိမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်၍လည်းပြည်သူများကိုဒုက္ခအမျိုးမျိုးပေးနေတဲ့စစ်သားရဲပြူစောတိနဲ့စစ်တပ်တောက်တိုင်တွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းဗိုလ်ကြားရင်ပြည်သူကာကွယ်အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါရခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ပေါင်းမြုံနယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်မှထွက်ပြေးလာတဲ့စစ်သားနှုတ်ကိုလက်နက်ခဲများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြုံနယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကနေထွက်ပြေးလာတဲ့စစ်သားနှုတ်ကိုလက်နက်ခဲရနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်း ပေါ့မြုတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့မှာစတင်ပြီးအကြံဖတ်စစ်တပ်ရဲ့ကပ္ပစာ22ကနေထွက်လာတဲ့တက်မကိုကိုလက်အောက်ခံတရင်တက်တုံညာကိုလီတစ်ကို24တို့ပူပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကြောင်းဟာပေါ့မြုတ်နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထုဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။၎င်းစစ်တပ်စစ်ကြောင်းမှထွက်ပြေးလာတဲ့ခမရတစ်တုံညာကိုတရင်မှစစ်သားတအုပ်နဲ့ခမရလေးတစ်ကိုတရင်မှစစ်သားတအုပ်တို့ကိုပေါ့မြုတ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖန်စီထိမ့်သိမ်းနိုင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်ဖန်စီရမိတဲ့စစ်သား၂ဦးထံမှ RPG တလက်အဖူလေးဘူး ME4 တနက်တလက်40မမဘုံဒီစစ်နှလုံးလက်ပစ်ဘုံနှလုံး 5.56G 100တောင်းနဲ့ G3G 19တောင်းတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူအော်တိုဘာလ31ရက်နေ့ကလည်းချက်ကန်ရွာစာတင်ကျောင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်တပ်မှပြည်သူပိုင်နေအတွင်းကိုဝင်ရောက်ကချက်ခိုးရန်လှုပ်ဆောင်နေတဲ့စစ်သား၃ကောင်ကိုလည်း တော်လိုင်းတပ်ဖွဲ့တွေက MA2 တနက်တလက် MA3 တနက်တလက်နဲ့ကြည်တောင်ကအပါဝင်ခရင်တချို့နဲ့အတူအရှင်ဖန်စီနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့အရာတော်မြို့ပေါ်မှာရှိတဲ့စစ်တပ်ရဲ့အမှတ်နဲ့ဂေစခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားအလုံးထွက်ပြေးသွားတဲ့အတွက်ခရင်တချို့တင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းအရာတော်မြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့အမှတ်နဲ့ဂေစခန်းကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားအလုံးထွက်ပြေးသွားတဲ့အတွက် ခရင်တချို့တင်စေရရှိခဲ့ကြောင်းတပိရင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဒီမှာနေနိုဝင်ဘာလ9ရက်နေ့မှာအစောပိုင်းမှာအရာတော်မြို့ပေါ်မှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့အမှတ်နဲ့ဂေစကန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယင်းထိတွေ့တိုက်ပွဲဟာ15မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးဂေစကန်းမှာရှိတဲ့စစ်သားအလုံးစကန်းစွန့်ခွာထွက်ပြေးသွားကြောင်းအဲဒီနောက်တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကဂေစကန်းကိုဝင်ရောက်ရှင်းလင်းခဲ့ရမှာခေရန်တချို့တင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်။ ရင်တက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်ဒေဆွမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတွန်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးအထိခိုက်ရှိတယ်လို့ပဲသိရသေးတယ်။လောလောဆယ်တော့ဒေဆင်မသိရသေးဘူး။အရာတော်မျိုးအမှတ်နဲ့စစ်ခွေးကိစ္စကမ်းမှာအထင်ကျတက်ဆွဲထားတဲ့စစ်ခွေးတွေကိုဝင်ရောက်တက်ခိုက်ခဲ့တာပါလို့တပင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအရာတော်မြို့နယ်ပကဖတပင်းကြီးမြို့နယ်ပကဖနဲ့ ကျစ်တင်တဲ့ပျောက်ကြားတပ်ဖွဲ့ LDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့အကြမ်းဖက်အဖွဲ့များဟာအွန်လိုင်းပေါ်မှာတိုက်ပွဲအတုများနဲ့ဝါဒဖြစ်နေပြီးရခိုင်ပြည်မှာအရတားတွေကိုခြုံခိုတိုက်ခိုက်ရုံမအပစီးရင်အဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်ခြင်းမရှိဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အစာ RSO နဲ့ ERA အကြမ်းဖက်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်မြေပေါ်မှာဓာတ်ပုံများရိုက်ပြီးရခိုင်မြောက်ပိုင်းမှာစီးရီဖော်ဆောင်နေတဲ့အောင် အွန်လိုင်းထက်မှာဝါရဖြန့်နေပေမဲ့လက်ရှိရခိုင် မြေပြင်မှာအယက်သားတွေကိုခြုံခုတိုက်ခတ်ရုံမအပစီးရီးအဖြစ်ကြီးကြီးမားမားလှုပ်ရှားနိုင်ခြင်းမရှိကြောင်းနေဆက်ဒေသစီးရီးတရင်များကိုလေးလာနေသူတို့ကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နေမြေထဲမှာတပ်ပုံတွေရိုက်တယ်၊ရုပ်တံအတုတွေလုတ်တယ်၊အွန်လိုင်းပေါ်တင်တယ်၊ဝါရဖြန့်တယ်၊ချင်းချောက်တယ်၊လက်တွေမှာပြင်းမဲ့ပြည်သူတွေကိုခြုံခုတိုက်ခတ်တယ်၊ရခိုင်ပြည်ထဲကိုစီးရီးအယကြီးကြီးမားမားဒီနေ့အထိဝင်ရောက်လှုပ်ရှားနိုင်တာမျိုးမရှိဘူး။ဌာနချုပ်စကန်တွေပါရီလေရခိုင်ပြည်ထဲမှာမရှိဘူး။ တခါတလေနေဆက်မြင်းနဲ့ကက်နေတဲ့လူရီမနီတဲ့နခဆစခန်းတွေကိုပဲဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ရောက်ပြီးတပ်ပုံရိုက်တယ်။တနက်ပြစ်ပြပြီးဝါရဖျက်တယ်ဒီလောက်ပါပဲလို့လည်းကောင်းကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နေဆက်တောင်ပြိုအနီးဝန်းကျင်နဲ့မိုင်းတိုင်း52 56 59 58တို့မှာရန်ဖန်ရန်ခါတာပြစ်ခတ်မှုများဖြစ်ပွားပေမဲ့လည်းချောင်မြောင်ပြစ်ခတ်တဲ့အနေထားသာဖြစ်ပြီးအရက်ခတ်တတော် AA ကလိုက်လံချိန်မုံရင်ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးဝင်ရောက်သွားတယ်လို့လည်းကောင်းကဆိုပါတယ်။ အရကတက်တော်နဲ့နီးစပ်သူတဦးကလည်းတောင်ပြိုပတ်ဝန်းကျင်မှာလဲဘင်္ဂလားဒေ့ရှ်နိုင်ငံနက်မြစ်တစ်ဖက်ကမ်းမှနေ၍အရကတက်တော်စကန်တွေကိုလက်နက်ငယ်များနဲ့လှမ်းပစ်မှုများသာရှိပြီးအင်အားအလုံးအင်းနဲ့ဝန်တိုက်မှုပုံစံမျိုးကိုမတွေ့ရဘူးလို့ဆိုပါတယ်။လက်ရှိအရကတက်တော်ဟာမောင်တောမြို့နယ်အတွင်းကိုဝင်းရောက်လှုပ်ရှားနေတဲ့အာဆာအဖွဲ့ငယ်များအားစစ်ရေးတရက်ပြုတ်လောက်ကနှိမ်နှင်းလျက်ရှိပြီးနေဆက်တလျှောက်ကိုပိတ်ဆို့ထားတယ်လို့သိရှိရပါတယ်။တခြားဒေသခံတအူကလည်း အရကတက်တော်နေဆက်တလျှောက်မှာစည်ရည်တရက်ပြည့်လို့ပြီးအာစာအပွဲကိုလိုက်လံချေမှုန်းရရှိကလက်ရှိအချိန်မှာအာစာလုံရှားမှုအတန်ကိုမကြားရတော့ဘူးလို့သကောင်းကပြောကြပါတယ်။ရခိုင်ဘက်ကိုဝင်ဖို့ကြိုးစားတာတွေရှိတယ်။ဒါပေမဲ့နေဆက်မှာတင်ချေမှုန်းခံရတယ်လက်တွေ့မှာဘာကြီးကြီးမားမားစည်ရည်လုံရှားမှုမျိုးကိုမှမတွေ့ရသေးဘူး။သူတို့ရခိုင်ဘက်ကိုဝင်ရောက်လုံရှားဖို့နင်းနေတတ်တာနေဆက်မိုင်းတိုင်တွေရဲ့ဒီဘက်ကိုမကြုံနိုင်ဘူး။ ဒါပေမဲ့သူတို့ကချင်းနေတည်ငြိမ်တော့ပြီဆိုရင်မောင်တုံးမြွနယ်တဲကိုလူလင်း၅ရောက်နဲ့ဝင်လာပြီးအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်ဒါကိုတော့တတိထားရပါမယ်လို့၎င်းကဆိုပါတယ်ရခိုင်ပြည်အနောက်ဘက်နေစတဲ့ချက်ကိုအရက်ကတက်တော်ကတိမ့်ပိုက်ထင်းချုပ်ပြီးချိန်မှစတင်က ယနေ့ထိအာဆာတပ်ဖွဲ့ဝင်များနဲ့တိုက်ပွဲကြီးများဖြစ်ပွားခြင်းလုံးဝမရှိသေးသလိုခြုံခိုတိုက်ခိုက်မှုအဆင့်ထက်မပိုသေးဘူးလို့သိရှိရပါတယ်။ရခိုင်စစ်ရေးအခြေအနေကိုသိရှိသူတယောက်ကလည်းအနောက်ဘက်နေဆက်ဒေသလုံခြုံရေးကိုအရကတက်တော်ခေါင်းဆောင်တွေကအထူးအလီထားဆောင်ရွက်နေပြီးတိုက်ပွဲဖော်ဆောင်လာပါကအကြံဖက်အဖွဲ့တွေကိုတိုက်ခိုက်နေနေရန်တိုက်စွမ်းရည်ကောင်းတဲ့တပ်မနှစ်မကိုအစဉ်အသစ်ပြင်ဆင်ထားတယ်လို့ပြောကြပါဗျာ။ မောင်တော်မြို့နယ်မှာအရကတ်တက်တော်ကပြည်လုံနေတဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးအရကတ်တက်တော်ပြောခွင့်ရသူဦးခိုင်သူခကိုမင်းမြတ်ရမှာရခိုင်ဘင်္ဂလားဒေ့ရှ်အနောက်ဘက်နေဆက်စစ်စင်ရေးများပြည်လုံမှုများရှိပေမဲ့လည်းစစ်ရေးကိစ္စတွေကိုအထူးလျှို့ဝှက်ထားကြောင်းပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့လေးကေကောယတိကူဘက်ကိုစစ်ကူလာတဲ့စက္ကဆစစ်ကြောင်းကိုဒရုန်းနဲ့တိုက်ခိုက်ရမှာစက္ကဆနှစ်ဦးသေဆုံးခဲ့ပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကမြေပြင်ထိတွေ့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းကစစ်လက်နက်ပစ္စည်းအမြောက်အများထားပြီးထွက်ပြေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့လိဂီကောအနီးယတိကူဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုကိုတော်လိုင်းအင်အားစုတွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်စက္ကဆတ်တပ်သားနှစ်ကောင်သေဆုံးခဲ့ပြီးသုံးကောင်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကစစ်ကောင်စီအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့လိဂီကောယတိကူပတ်ချာလေးကိုတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ နောက်ကျောဘက်မှဝိုက်ပြီးစစ်ကြောင်းတစ်ကြောင်းနဲ့အတင်းတိုးဝင်တာတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်အဆိုပါရတိကူနောက်ကျောဘက်ကိုအတင်းတိုးဝင်နေတဲ့အဆိုပါစစ်ကြောင်းကိုအင်အားဖြည့်ဖို့အတွက်စစ်တပ်ဘက်မှတပ်မနှင်းနဲ့လက်အောက်ခံအင်အားတွေနဲ့နောက်ထပ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုလည်းထပ်မံစေလွတ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကူလာတဲ့အဆိုပါတပ်မနှင်းနဲ့စစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေဘက်မှဦးစွာတွေ့ရှိခဲ့ပြီးဒရုန်းနဲ့လက်အုပ်မှုရယူကာတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ တော်လန်ရေးတပ်ဖွဲ့တွေရဲ့ drone နဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားနှစ်ကောင်နေရာမှာတွင်ပွေကျင်းပြီးသေဆုံးခဲ့တယ်လို့သုံးကောင်ဟာလည်းထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်အရေးပေါ်ဆေးရုံတင်ရတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီနေ့ကသူတို့တွေတိုးကြတာပေါ့နော်။နောက်ကျောဘက်ကိုတိုးတာကျွန်တော်တို့နောက်ကျောဘက်ကိုတိုးတော့ဒီကောင်တွေအဲဒီကနေနောက်ပြီးတော့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းယတိကိုဘက်ကိုစစ်ကူလာတာလာတဲ့အချိန်မှာကျွန်တော်တို့ကစစ်ကူစစ်ကြောင်းကို drone နဲ့လက်အုံးမှုယူလိုက်တော့ အဲ့ဒီစစ်ကြောင်းဖျို့ဖျဲဖြစ်ပြီးနှစ်ယောက်တည်၃ယောက်ရေးပေါ်တင်ရတာပေါ့တခြားထိတဲ့သူတွေလည်းအများကြီးဖြစ်သွားတာပေါ့လို့မြေပြင်ရေးပေါ်တူကပြောပါတယ်အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့်ပဲအဆိုပါစစ်ကောင်စီစစ်ကူစစ်ကြောင်းဟာတိုက်ပွဲဖြစ်ပွားရာနေရာမှာဆက်လက်ကြီးတက်နိုင်ခြင်းမရှိတော့ပဲစစ်ကြောင်းတန့်သွားခဲ့တယ်လို့သိရှိရပါတယ်ဒါအပြင်မြေပြင်မှာရှိနေတဲ့တော်လိုင်းအင်အားစုတွေဘက်မှချေမှုန်းကြီးရဲဘော်တွေကလည်းရတိကူဘက်ကိုစစ်ကြောင်းတိုးဝင်ကြုံနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်ကအထိနာကခေရန်ပစ္စည်းအများအများနဲ့လက်နက်များပါထားခဲ့ပြီးစစ်ကြောင်းလိုက်နောက်ပြန်ဆုတ်ပြေးသွားတယ်လို့သိရှိရပါတယ်။ဒရုန်းနဲ့အတိုက်ခံလိုက်ရတော့ဒီကောင်တွေစစ်ကူစစ်ကြောင်းလဲရှေ့ကိုမရောက်နိုင်တော့ဘူး။ရှေ့ကတိုးဝင်နေတဲ့ဘက်မှာလဲခြေမုံကြီးရဲဘော်တွေနဲ့ထိတွေ့မှုဖြစ်တာပစ္စည်းတွေကအကုန်ထားပြီးထွက်ပြေးသွားခဲ့ရတာပေါ့လို့အစိုးရရဲဘော်ကဆက်လက်ပြောဆိုပါတယ်။လက်ရှိမှာမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ လေးကီကော့ဒေတာတဝိုင်းမှာဆွေတော်ကုန်းအောက်ခြေပတ်ချာလဲနဲ့ယတိကူတဝိုင်းမှာစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေအကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးတော်လိုင်းရဲ့ဘက်ကစစ်ကောင်စီအလောင်းလက်နက်အချို့သိမ်းဆဲရရှိတာတွေရှိတယ်လို့စစ်ကောင်စီဘက်မှအလင်းဝင်ရောက်လာသူတွေလည်းရှိတယ်လို့သိရှိရပါတယ်စစ်ကောင်စီဟာမြဝရီနဲ့တင်ကဲညီနောင်တို့ကိုရရှိခဲ့ပြီးနောက်လေးကီကော့မြို့ကိုထပ်မံစစ်ကြောင်းထိုးလာတာဖြစ်ပြီးယခုအခါမှာမင်းလက်ပံဖလူလီကြေးရွာတွေကိုပါ ပြန်လည်စွန့်မွတ်နိုင်ဖို့ကြိုးပမ်းနေတာတွေရှိတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းတွေကိုတံပြန်ရန်နဲ့နိုင်ငံရေးအရာတိုက်ခိုက်မှုတွေကိုတားမြစ်အရေးယူရန်ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ဤပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နိုင်စောင့်ကြည့်ကြကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်ကအင်တာနက်ပေါ်မှာသတင်းတွေကိုတုံ့ပြန်ရန်နဲ့နိုင်ငံရေးအရာတိုက်ခိုက်မှုတွေကိုတားမြစ်အရေးယူဖို့ပြည်ထရေးဒုဝန်ကြီးဦးဆောင်တဲ့ကော်မတီနဲ့ ်ဤပညာကျွမ်းကျင်အဖွဲ့များဖွဲ့စည်းပြီး24နှစ်စောင့်ကြည့်ရန်အမိန့်နဲ့ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းအရသိရှိရပါတယ်။အကြံဖတ်စစ်တပ်က2025ခုနှစ်ဩဂတ်လ14ရက်နေ့နေ့စွဲနဲ့အမိန့်ကြီးညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဆိုပါအမိန့်မှာအင်တာနက်ပေါ်မှသတင်းတုသတင်းမများနိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုခြင်းများအပါအဝင် online ပေါ်မှလှုပ်ဆောင်ချက်တွေကိုတားမြစ်အရေးယူနိုင်ရေးကော်မတီတရက်ကိုဖွဲ့စည်းလိုက်ကြောင်းအဆိုပါကော်မတီတင်းမှာ ပြည်ထရေးဒုဝန်ကြီးကဥက္ကဋ္ဌပြည်၎င်းပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးကဒုတိယဥက္ကဋ္ဌပြည်၎င်းအဖွဲ့ဝင်အားလုံးစုစုပေါင်း၁၁ဦးပါဝင်ကြောင်းသိရှိရပါတယ်အဆိုပါကော်မတီမှဥပဒေရေးရာဝန်ကြီးဌာနညွှန်ချုပ်ပြင်ကြားရေးညွှန်ချုပ်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှအရာရှိကြီးတဦးစသုံးလုံးဒုညွှန်ချုပ်ဘူဘတ်ညွှန်ချုပ်ရဲမှုကင်းနဲ့ဥပဒေရေးရာဌာနကြီးမှုဒုရဲချုပ်နှင့်မှုကင်းရစ်တပ်ဖွဲ့မှုပို့ဆက်ဒုညွှန်ချုပ်တို့ပါဝင်ဖွဲ့စည်းထားကြောင်းသိရှိရပါတယ် အဆိုပါကော်မတီရဲ့လုပ်ငန်းတာဝန်များထဲမှာအင်တာနက်ပေါ်မှာသတင်းများနဲ့နိုင်ငံရေးအရာတိုက်ခိုက်ခြင်းတွေကိုအရေးယူရန်ဤပညာကျွမ်းကျင်ပညာရှင်များပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီး24နှစ်စောင့်ကြည့်ရန်အင်တာနက်ပေါ်သတင်းတင်သူများနဲ့နိုင်ငံရေးတိုက်ခိုက်သူတွေကိုဤပညာနဲ့ရှာဖွေဖော်ထုတ်အရေးယူရန်အင်တာနက်ပေါ်မှာသတင်းဖော်ပြထားမှုတွေကိုအဖွဲ့ဖွဲ့စည်းပြီးတံပြန်ဆောင်ရွက်ရန်တို့ပါဝင်ပါတယ်။ရင်းအပြင်ကျွလွန်သူများအသုံးပြုလျက်ရှိတဲ့ဖုန်းနံပါတ်များပိတ်သိမ်းရေးဘဏ်အကောင့်ချက်လက်များ ငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနဲ့ဘဏ်အကောင့်များကိုယာယီတားဆီးခြင်းများပြုလုပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်တို့ကိုလည်းကော်မတီရဲ့လုပ်ငန်းတာဝန်အဖြစ်ထည့်သွင်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပွဲမတိုင်ခင်ပြဿနာတွေရှင်းနေရတဲ့ time မှာကျင်းပမဲ့မေဆက်ကြပါလားပြိုင်ပွဲအကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အရှုပ်အထွေးရဲ့နောက်ဆက်တွဲထိခိုက်မှုတွေအရန်ပြင်းထန်မလာအောင်မေဆက်ကြပါလား Miss Universe ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကအပူတပြင်းကြိုးစားနေရပါတယ် ထိုင်းနိုင်ငံမှာမေဆက်ချဝလာပြိုင်ပွဲကျင်းပရေးကိုကြီးမှုနေတဲ့နဝက်အစ္စရယ်ရီစင်ကနိုဝင်ဘာလ၄ရက်နေ့မှာမက္ကဆီကိုအလှမဲကိုပုတ်ခတ်ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ကြံတဲ့အလှမဲတွေကမကြည်နပ်ပဲနဝက်ကိုတုံ့ပြန်ခဲ့ရကနေအငင်းပွားစရာအခြေအနေတွေစတင်လာခဲ့တာဖြစ်ပါတယ်။တိုက်ရိုက်ထုတ်လွှင့်နေခဲ့တဲ့ဗီဒီယိုတစ်ခုထဲမှာတော့နဝက်ကမက္ကဆီကိုအလှမဲအသက်25နှစ်အရွယ်ဖာတီမာဘော့စ်ကိုအဖွဲ့အစည်းရဲ့စီးမင်းတွေလိုက်နာမှုအားနေတယ်လို့စွပ်စွဲဝေဖန်ခဲ့တယ်လို့ အမိုက်သိရိုက်လို့ပြောကြခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း boss ကခမ်းမရိတ်ကနေငိုယိုပြီးထွက်ခွာသွားတဲ့အခါမှာနဝက်ကသူ့ကိုပြန်ထိုင်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်မေစက်ကြဝလာဆုရှင်ဒိမတ်အလှမဲ Victoria Kaja Kindly Vic ကပါခမ်းမဆောင်ဒိတ်ကနေထွက်ခွာသွားပြီးတခြားအလှ Mary ကပါသူတို့နောက်လိုက်သွားတာကြောင့်အရှုပ်ထွေးတွေဖြစ်ကုန်ပါတယ်။နဝက်ကလုံခြုံရေးတွေကိုလန့်ခေါ်ပြီးမက္ကဆီကိုအလှမဲကိုခမ်းမရိတ်ကနေခေါ်ထုတ်သွားဖို့ပါပြောတဲ့အခါမှာတော့ တင်းမာမှုတွေကပုံမှုဆိုးရွားကုန်ပါတယ်။ထိုင်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့နဝဟာ Miss Grand International ပြိုင်ပွဲရဲ့ဥက္ကဋ္ဌဖြစ်တယ်လို့မင်းဆက်ကြဝလာအဖွဲ့ MUO ရဲ့အာရှနဲ့သမုဒ္ဒရာပိုင်းဆိုင်ရာဌာနကွယ်ဒုတိယဥက္ကဋ္ဌတာဝန်ကိုလည်းယူထားပါတယ်။နဝနဲ့ပြည်ထနာတက်ခဲ့တဲ့နောက် Boss ကလူမှုကွန်ရက်မှာစပိန်ဘာသာနဲ့ဗီဒီယိုတစ်ခုတင်ထားခဲ့ပြီးသူ့သဘောထားကိုထုတ်ပြောဖို့ဘာမှကြောက်နေမှာမဟုတ်ကြောင်းသူ့ဘာရီကြုံနေတယ်လဲဆိုတာသူ့နိုင်ငံသားတွေသိစီလို့ကြောင်းဒါဟာ27ရာစုဖြစ်ပြီး သူဟာလိုတလိုပုံသွင်းခံနေမှာမဟုတ်ကြောင်းပြိုင်ပွဲဝင်ဖို့ထိုင်းနိုင်ငံကိုရောက်နေတဲ့ဆိုတာကကိုပိုင်ရီမန်းချက်တွေအတွက်တိုက်ပွဲဝင်နေတဲ့မြို့သမီးတွေမင်းကလေးတွေကိုကိုစားပြုဖို့ဖြစ်ပြီးအဲ့ဒီခံယူချက်ကိုအမြဲတမ်းဆက်ပြီးစုကင်ထားမယ်ဆိုတာသူ့နိုင်ငံကိုအတိပေးလို့ကြောင်းပြောကြားထားပါတယ်ဒီကိစ္စရဲ့နောက်ဆက်တွဲဖြစ်လောက်ကွန်ပိုင်းကြာရင်ထိုင်းမှာကျင်းပမယ်မင်းစစ်ကြဝဠာပြိုင်ပွဲရဲ့အလားအလာကပါမရေမရာတွေဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ MUO ကတော့မူလစီစဉ်ထားတဲ့အတိုင်းပြိုင်ပွဲတွေကိုဆက်လက်ကျင်းပမယ်လို့ပြောကြခဲ့ပြီးပြိုင်ပွဲနဲ့ပတ်သက်လို့နဝက်ရဲ့လုတ်ပိုင်ခွင့်တွေကိုကန့်သက်လျှော့ချမယ်လို့ကြေညာခဲ့ပါတယ်။ MUO ဥက္ကဋ္ဌ Raul Rocha Cantu ကလည်းဒီဖြစ်စဉ်မှာနဝက်ရဲ့အမှုကျင့်ပိုင်းစိတ်ပျက်စရာကိစ္စတွေကိုဝေဖန်ခဲ့ပါတယ်။ Bosnia ကိစ္စမှာနဝက်လုတ်ကန်ခဲ့တာတွေမှားတယ်လို့သူယူဆကြောင်း Cantu ကဆိုပါတယ်။ အမျိုးသမီးတအုပ်အပေါ်မှာရှက်ခွဲခဲ့တဲ့စော်ကားပြောဆိုခဲ့တဲ့နဝရဲ့လူရာလေးစားမှုကင်းမရာရောက်ကြောင်းဒါအပြင်အကာအကွယ်မဲ့အမျိုးသမီးတအုပ်ကိုဆွဲထုတ်ခိုင်းဖို့လုံခြုံရေးကိုလှမ်းခေါ်တဲ့ဆိုတာအင်မတန်စိုးရွားတဲ့ United Senior မှုလို့တတ်မှတ်နိုင်ကြောင်းသူကပြောကြခဲ့ပါတယ်။နောက်တော့နဝက TikTok ပေါ်မှာဗီဒီယိုတစ်ခုတင်ပြီးအချင်းဒီကိုပြန်ဖြေရှင်းခဲ့ကသူကြောင့်ဖြစ်ခဲ့ရတဲ့ပြဿနာတွေအတွက်တောင်းပန်ကြောင်းပြောကြခဲ့ပါတယ်။ ူကြောင့်အဆင်မပြေဖြစ်သွားသူတွေစိတ်နှောက်ယှက်ဖြစ်ရတာတွေမှတ်သမျှကိုအတွက်လူတိုင်းကိုတောင်းပန်တယ်လို့နဝက်ကဆိုပါတယ်။ Boss ကတော့နဝက်နဲ့ပတ်သက်လို့အတီလင်းရှုတ်ချတဲ့အကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားထားခဲ့ပါတယ်။ထိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စဟာလုံးဝလက်ခံနိုင်ကြမရှိကြောင်းဘယ်လိုအခြေအနေမျိုးမှမဆိုအမျိုးသမီးတွေကိုဒီလိုမျိုးစော်ကားလို့အရှက်ခွဲလို့မရကြောင်းသူကမှတ်ချက်ပြုခဲ့ပါတယ်။မက္ကဆီကိုမင်းဆက်ကြဝလာအဖွဲ့ကလည်း Boss နဲ့အတူအားပေးရက်တည်ခဲ့ပြီး Boss ရဲ့ခွန်အားအစင်တန်းတဲ့အတန်တွေဟာ နိုင်ငံအတွက်အကောင်းဆုံးကိုစားပြုပေးနိုင်တယ်လို့ကြေညာခဲ့ပါတယ်။နိုင်ငံ122ခုရဲ့အလမေရီပါဝင်ရှင်ပြိုင်မဲ့မေဆက်ကြဝလာပြိုင်ပွဲကိုနိုဝင်ဘာလ27ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီဖြစ်ရက်တွေမတိုင်ခင်မှာအွန်လိုင်းကာစီနိုတွေကိုကြော်ညာပေးခဲ့တယ်ဆိုတဲ့ဆွဆွဲချက်အတွက်ထိုင်းရစ်တပ်ဖွဲ့ဟာမေဆက်ကြဝလာကျင်းပရေးအဖွဲ့ကိုစီးနှင်းစစ်ဆေးမှုတွေလုပ်ခဲ့ပါသေးတယ်။ထိုင်းရစ်တပ်ဖွဲ့ရဲ့အဆိုအရပြိုင်ပွဲစီစဉ်သူတွေရဲ့ခိုင်းစိမှုအရအလမေတချို့ဟာသူတို့အတွက်နေရာထိုင်ခင်းစီစဉ်ပေးထားတဲ့ဟိုတယ်တစ်ခုမှာ အွန်လိုင်းကာစီနိုကြော်ညာတွေရိုက်ကူးပေးခဲ့တယ်လို့သတင်းရတဲ့အတွက်လက်တလောစီးနှင်းရှာဖွေမှုတစ်ခုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ထိုင်းမှာတော့ဒီလိုကြော်ညာပေးတာဥပဒေချိုးဖောက်မှုမြောက်ပါတယ်။ဒီဖြစ်ဟာမဲဆက်ကြဝလာပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမဲ့ထိုင်းနိုင်ငံရဲ့ဂုဏ်သတင်းကိုလည်းအကြီးအကျယ်ထိခိုက်ကြဆင်စေတယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အွန်လိုင်းကာစီနိုကြော်ညာရိုက်ကူးမှုတွေအကြောင်းကိုပြိုင်ပွဲနဲ့ဆက်ဆက်သူတွေကသဘောထားဖြောင့်မှန်သူတွေကလုံခြုံရေးတွေစီကိုဆက်သွယ်အသိပေးခဲ့ကြောင်း အဲ့ဒီနောက်အာနာပိုင်တွေစီကိုအကြောင်းကြားပြီးရဲတွေကအမြင့်ဆုံးတုံ့ပြန်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်84ကြိမ်မြောက်မေဆက်ကြဝလာပြိုင်ပွဲကျင်းပရေးထိုင်းကော်မတီဥက္ကဋ္ဌနဲ့ Miss Grand International MGI အမှုဆောင်ချုပ် Nawat Isarari Silgaro ဒီကိစ္စမှာ MGI ကလုံးဝဆက်ဆက်ပါဝင်မှုမရှိကြောင်းညင်းဆိုခဲ့ပါတယ်သူဟာရဲတပ်ဖွဲ့ကစုံစမ်းမေးမြန်းဖို့စင့်ခေါ်မှုအတွက် Wafra Kri ရဲဌာနစီမံနိုဝင်ဘာလ3ရက်နေ့ကတွားရောက်ခဲ့တဲ့နောက်သူ့ဖွဲ့စည်းနဲ့ အွန်လိုင်းကာစီနိုကြော်ညာကိစ္စတွေပါဆက်ဆက်မှုမှမရှိကြောင်းဖြေကြားခဲ့ပါတယ်။ရဲတွေကမေဆက်ကြဝလာအဖွဲ့ MUO ရဲ့ sponsor company တွေတဲ့ကတခုဟာအွန်လိုင်းကာစီနိုတွေနဲ့ဆက်နွယ်ပတ်သက်မှုရှိနေတယ်လို့ယူဆထားပါတယ်။ဒါကြောင့်လည်း MUO ဟာ sponsor company အတွက်ကြော်ညာရိုက်ပြီးရာကနောက်ဆက်တွဲပြဿနာတက်ခင်ရှိပါတယ်။ MUO ကနိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့84ချိန်မြောက်မေဆက်ကြဝလာပြိုင်ပွဲကိုကြိုတင်စီစဉ်တဲ့အတိုင်းကျင်းပနိုင်ဖို့ရည်ရထားစေဖြစ်တယ်လို့ဖော်ပြထားပြီး အရှင်နိုင်ငံရဲ့ MUI အပါအဝင်အဖွဲ့အစည်းတည်တည်နဲ့ဆက်လက်ပူးပေါင်းလှုပ်လှုပ်နေမယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့မြေပြင်စီးရေးသတင်းသုံးသပ်ချက်တွေကတော့စစ်ကောင်စီရခိုင်ပြည်နယ်ကိုလက်လွတ်ရဖို့လက်တကမ်းပဲလိုတော့တယ်အရခတ်တက်တော့အေးအေး27နှွေဦးတော်လန်ရင်မှာမွန်စတာဖြစ်လာတာအရခတ်တက်တော့အေးအေးဖြစ်ပြီးဒီနှစ်ကုန်ပိုင်းမှာတရုတ်အကြီးဆုံးစီမံကိန်းရှိတဲ့အကြီးဆုံးဒညဝတီရေတပ်ဌာနချုပ်ရှိပြီးတင်းရခက်လာတဲ့ကြောက်ဖြူမြို့ကိုတင်းပိုက်ဖို့ အခြေအနေကောင်းနေပါတယ်။အာနာသိန်းစစ်တောင်းကြီးရည်လီဘတ်ပေါင်းစုံအင်အားသုံးအပြည့်အစုံနဲ့တိုက်ခိုက်နေတဲ့အပြင်အင်အားကြီးနိုင်ငံတချို့ရဲ့ထောက်ခံမှုနဲ့အစစ်အမြင့် drone တွေ၊ missile တွေအပြင်ဟောဝေဇာအမြောက်ကြီးတွေနဲ့ပါအပြင်းထန်တိုက်ပေမဲ့အကြဆုံးများနေပါတယ်။အေအေးသိမ်းယူထားတဲ့ကြောက်ဖြူမျိုးပတ်ဝန်းကျင်ကြီးရွာတွေကိုအမှတ်32ရေးတရင်မှာစင်အားဖြစ်တင်းပြီးထိုးစစ်ဆင်းနေပေမဲ့တိကြိုက်တေဆုံးမှုများလို့32ရေးတရင်မှာဝင်ပြေးရတဲ့အထိပါပဲ။ အေကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်း၃ကြောင်းမှ၂ကြောင်းပြက်ပြီးတက်ကူအင်အားဖြည့်မလောက်ပဲရပ်တန့်ရတဲ့အထိအတော်အထိနာနေပါတယ်။အော်တိုဘားလောက်ကွန်ပိုင်းနိုဝင်ဘာအစမှာအေကစစ်ကောက်စီထိုးစစ်ကိုတုံ့ပြန်ရုံနဲ့မရောက်ရဲတော့ပဲကြောက်ဖြူမျိုးရဲ့အမာဂန်တိုက်ခိုက်ရေးတရင်ဖြစ်တဲ့အမှတ်၃၂ရစ်တရင်ကိုကောင်တာအက်တက်လုပ်လာပါတယ်။တရုတ်စီမံကိန်းစက်ရုံတွေရင်းနှီးနဲ့တဘာဝတန်ငွေပိုက်လိုင်းအကာအကွယ်နဲ့စစ်ကောင်စီကိုခုခံနေပြီမင်း။အေစနစ်တကျ တက်ကွင်းသွင်းပြီးတိုက်မယ်ဆိုရင်မရစရာမရှိပါဘူးဘလက်ဝါရဲ့အကြီးဆုံး Tron I နဲ့နှုံးဘူး viewer တိုက်ပွဲကြောက်တော်တိုက်ပွဲနဲ့မော်တော်နဂကငါတိုက်ပွဲတွေမှာ AA ရဲ့အပြောင်မြောင်ဆုံးတိုက်ပွဲတွေမှာခံခဲ့ရတဲ့ viewer မှုတက်မှမှုစက္ကခမှုတွေအသိဆုံးပါပဲမြေပြင်မှာတကယ်တမ်း commander လောက်ရတဲ့ဘူမှုချုပ်အဆင့်တွေဘူမှုကြီးအဆင့်တွေဆေးရောက်တက်မနေဖန်ခံရသူရော်ယူဝဆင်ရသူနဲ့ထွက်ပြေးပျောက်ဆုံးနေရသူတွေရခိုင်မြေဟာစစ်ကောင်စီအဖို့တေမင်းတမန်သွားရလမ်းပါပဲ။ 2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကြောက်တော်မြို့သိမ်းတိုက်ပွဲမှာကြောက်တော်ကနေစစ်တွေမြို့ကိုစစ်သင်းဘော်တွေနဲ့ကလရက်မြေကျောင်းအတိုင်းထွက်ပြေးစင်းမှာဇီဥပောက်ဖန်ခံရသူကဗိုလ်မှူးချုပ်ဇော်မင်းထွန်းပါအေဖန်ခံရတဲ့ပထမဆုံးစက္ကမရဲ့ကွန်မန်တာဖြစ်ပြီးစက္ကခမှုတက်မှမှုအဆင့်တွေဖြစ်တဲ့ဗိုလ်မှူးကြီးဗိုလ်မှူးချုပ်အဆင့်တွေဇက်တိုက်စိုးသလိုဖန်စီခုခံရင်ရှင်းဖြစ်တယ်မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတက်မတစ်တစ်တက်မှမှုဗိုလ်မှူးကြီးမင်းမင်းထွန်းပြင်းခံရပြီးရော်ယူဝါစင်ပါတယ် ပလောဝမြို့သိမ်းတိုက်ပွဲမှာဗိုလ်မှူးချုပ်ဇင်မျိုးစွထွက်ပြေးရင်နဲ့ပျောက်ဆုံးသွားပြီးရော်ယူဝစင်တာလာထွက်ပြေးလွတ်မြောက်သွားတာလားမသိဘူးနှုံဘူးဗျူဝမှုဒုဗိုလ်မှူးကြီးပညာပိုင်စိုးကိုရှင်းပြလိုက်တယ်ဘူဒီတောင်စက္ကခ15စက္ကခမှုဗိုလ်မှူးချုပ်တူရင်ထွန်းကိုမောင်တော်တိုက်ပွဲမှာဖမ်းခံရပြီးအကြောက်လွန်ပြီးအရေးပေါ်စေးကုကစစ်ရာဆွေးကောင်အနေနဲ့ဖော်ထုတ်ဖို့ဖန်တာပါတယ်2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာနပ်ပခစစ်တနာကျုပ်အမ်မြိုသိန်းတိုက်ပွဲမှာအေးထမ်းမှဒူးထောက်ခဲ့တာ ုတိယတိုင်းမူဘုံမှုချုပ်တောင်းထွန်းတဲ့တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကြိုကြောတန်းတို့ဖြစ်ပါတယ်။ရွှေငွေတွေယူပြီးထွက်ပြေးတဲ့တက်မနှစ်နဲ့တက်မမှုဘုံမှုကြီးအောင်းဒီမျိုးကတော့ပဇွန်ကန်နန်းမှာခိုးနေစမှာအေးတသားတွေနဲ့တွေ့ပြီးခုခံလို့ရှင်းပြလိုက်ပါတယ်။ကိုကမျိုးသိန်းတိုက်ပွဲမှာတက်မတစ်တစ်တက်မမှုဘုံမှုကြီးတန်းဆွေဝင်မက်စီကြိုက်တော့ပါတယ်။အေးရဲ့စနစ်ချပြီး viewer ကောင်းတဲ့အပြင်အမက်ချွေစနစ်နဲ့ထောင်ချောက်ထဲတက်ကွင်းတွင်ပြီး sniper နဲ့ဇီဝင်ချွေတာဇင်မျိုးဆွေတိလို့ ဖနှောက်နဲ့တင်ပါတသားတွေကြောက်အောင်ပြည်တာလမ်းမှာဂိန်တာလားလွတ်မြောက်တော့တာလားမသိအခုချိန်ထိတည်မရသေးပါဘူးအေးလာပေါင်းများစွာဝိုင်းပတ်ပိတ်ဆို့ထားတဲ့စစ်တွေမြို့မှာလက်နက်ကြီးရန်တမ်းပစ်ခတ်နေတဲ့စစ်ကောင်စီကိုတိုက်ဖို့အေးစစ်ရှိန်မြင့်လာပါတယ်နှစ်ဖက်အပြန်အလှန်လက်နက်ကြီးတွေနဲ့အကဲဆန်းရင်စစ်ကောင်စီရဲ့လူသားတိုင်းတွေမိုင်းကွင်းတွေနဲ့တပ်ကွင်းတွေအထက်ထက်ပိတ်ထားတဲ့ဒင်းကြဇုံတွေကိုဖောက်ဝင်ဖို့အေးအေးနီးလန်းရှာနေပါတယ်နေမြေကျွဲပြီးပြည်ရဲ့ကောင်းလာတဲ့အေးအနေနဲ့ မြို့မနာစီပဲစစ်တွေမြို့ကိုသိမ်းဖို့ကမဖြစ်နိုင်ပါဘူးစစ်တွေမြို့ပြင်ဒေသတွေကိုအေးမစိတ်ဝန်းနေအောင်ကြေးရွာတွေကိုမိရှုဖြစ်စီကြေးရွာသားတွေကိုမြို့ရင်းထက်ကတစားကန်လို့အထက်တက်ပိတ်ဆို့ထားတာကြောင့်ပိတ်ဆို့ပြီးဇစ်ဇက်ဖြတ်ဖို့ကကြောက်ဖြူကိုသိမ်းပြီးမှသာဥလဲနိုင်ပါလိမ့်မယ်ကြောက်ဖြူနဲ့စစ်တွေကတရုတ်စီမံကိန်းအိန္ဒိယရဲ့ကလတန်မြေဝန်စီမံကိန်းတွေကြောင့်ဆက်စပ်တဲ့များပြီး feedback ကြီးတော့အတော်တရီထားရပြီးနိုင်ငံရေးနဲ့စီးရင်မှ balance ချင်ညီနေရပါတယ် စောမြရာဇာလင်းရဲ့ ALP ကစစ်တွေမှာအကြမ်းဖက်စစ်ကောင်စီနဲ့အတူ AA ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေပါတယ်။2023မှာအင်အား200တောင်မရှိတဲ့ ALP စစ်တွေမျိုးကအလုံမရှိအကင်မရှိတဲ့လူငယ်လူရွယ်တွေစစ်ဘေးရှောင်တွေကိုတင်သွင်းပြီးစစ်တန်တန်ပေးလာတာအခုဆိုရင်အင်အား600ကျော်ရှိလာပြီစစ်ကောင်စီနဲ့အတူအင်အေကိုတိုက်ခိုက်သွားမယ်လို့စစ်တပ်နောက်မီးဆွဲ ALP ကထုတ်ပြန်လာပါတယ် စစ်တွေတိုက်ပွဲဖြစ်လာတာနဲ့ ALP အဖွဲ့ကပြေးဖို့တာဆိုပြီးသားပါဇော်မြရာဇာလင်းကတူယောက်ကြရှိတဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကိုပြေးဖို့ခြေပြီးသားပါကျွန်တော်ရဲ့အမြင်သုံးသပ်ချက်အရဆိုရင်အရက်ကတ်တော်အင်းကြောက်ဖြူနဲ့စစ်တွေမှာဒီဇင်ဘာလမှာအပြည့်အစုံထိုးစစ်ဆင်မဲ့ Battle War ဖြစ်လာပါလိမ့်မယ် AA ကရခိုင်နဲ့တိစက်တဲ့မကွေးတိုင်းပဲခူးတိုင်းနဲ့ AR တိုင်းနေဆက်ဝင်ပေါက်တွေကနေမာမိ PDF တွေနဲ့စစ်မျက်နှာစုံထိုးနေတဲ့အပြင်ကပ္ပဆတ်စစ်ရုံတွေကိုပါချင်းချောက်လာနိုင်တဲ့အထိပါပဲ။ အမ်ဘရန်တိုက်ပွဲတောင်ကုတ်ပန်တောင်တိုက်ပွဲဖြင့်လေးမျက်နှာရေကြီးထိပါချေဆက်နေပါတယ်။အေးအတန်ကြတာနဲ့စက္ကမတက်မမှုစစ်သားတွေမျက်နှာသွေးဆုပ်ဖြူရော်တဲ့အထိကြောက်ဒူးတုံပါတယ်။ရခိုင်တောင်ပိုင်းမြို့တွေဖြစ်တဲ့ကြောက်ဖြူနယ်စစ်တွေကိုစီရင်အရှိန်မြင့်နေတဲ့အချိန်မှာရခိုင်မြောက်ပိုင်းနေဆက်တွေမှာမွတ်စလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့အာဆာ RSO ERA တို့ကလည်းဘင်္ဂလားဒေ့ရှ်ကိုကြောထောင်နောက်ခံပြုပြီးအေးသိမ့်ပိုက်ထားတဲ့မြို့ရွာတွေကိုအလစ်ချောင်းတိုက်ခိုက်ပါတယ်။ ရခိုင်ကြီးရွာသားတွေကိုဖမ်းဆီးတပ်ဖြတ်တဲ့ပြင်ရွာတွေကိုမိရှုဖျက်ဆီးပါတယ်အေကအာစာကိုလိုက်ပြင်းရင်ဘင်္ဂလားဒေ့ရှ်နယ်ချောင်းဆောင်ရဲတပ်ဖွဲ့ BGB က ULA ကိုအပုတ်ချပါတယ် ULA ကလည်း BGB ကအာစာကိုလက်တက်မွေးထားတဲ့ဆိုတော့ hand evidence တွေနဲ့စာထုတ်ပြန်တာ BGB တွေဆက်ဆက်ခါနာပါတယ်တကယ်တမ်း BGB အရာရှိတချို့အာစာကိုမွေးထားတာအမှန်ပါပဲအာစာရဲ့နောက်ွယ် invisible hand ကမြန်မာစစ်တပ်ဖြစ်တာကိုဖုံးကွယ်ထားလို့မရပါဘူး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတာကိုပဲကြည်လေအေကို counter balance လုပ်ဖို့မြန်မာစစ်တပ်ကအာဆာကိုဖန်တီးခဲ့တဲ့ဆိုတော့အချက်လက်တွေကိုပြန်ပြီးတွေ့လာခဲ့တယ်။ DRE ကသူတို့ဖန်တီးခဲ့ပြီးတော့မှဒွန်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့အချိန်မှာအစိုးရကိုအတုံးချမဲ့စခင်မီတစ်ခုမကြံကောင်းမစီရတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားကိုထပ်ဖြည့်ပြောပါမယ်။2016ကိုဖီအာနန်စုံစမ်းစစ်ဆေးရေးမဝင်ခင်မှာမောင်တော်ပြည်သူလွတ်တော်ကိုစလေဟောင်းချက်ခံရေးအမတ်ဖြစ်တဲ့အောင်စုံဝင်းခေါ်စော်ကီအာမတ်က အစကိုငွေကြီးလက်နက်တွေစာဝတ်နေရေးကအစထောက်ပံ့ပေးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ Shine Construction Company Limited လုပ်ငန်းရှင်အောင်စောဝင်းကဘူဂျုံမူကြီးတန်းရွှေရဲ့ PS ဘူဂျုံစိုးရှိန်နဲ့ဒါကိုလုံဆောင်ခဲ့တာဖြစ်လို့2016ခုနှစ်မှာဖန်ဝရံထုတ်ပြီး2018ခုနှစ်မှာတရက်ခံပြီးဖြစ်ကျင်ညာခဲ့ပါတယ်။ညောင်မြစ်တူးရင်ပုတ်တင်ဥပေါ်လာတဲ့စစ်ကောင်စီရဲ့အခြေအနေကရခိုင်ပြည်နယ်မှာတယောကြီးခိုင်းတဲ့အဆင့်ဖြစ်လာပြီးဒါကနေတဆင့်ပြီးတဆင့်ပြိုကျလာမှာ မြင်အောင်မိနေပါရယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ